ီနေ့မှာတော့ကျွန်တော်တို့ another day another problem ကိုတင်ဆက်ပေးဖို့ချိန်ရောက်ပြီအဲ့တော့ဒီနေ့ဗီဒီယိုကဘာပြောသွားမှာလဲဆိုလို့ရှိရင်ကျွန်တော် ပြဿနာလေးတစ်ခုထပ်ပြီးတော့ပြောပြချင်တယ်အဲ့တော့လူတိုင်းကြုံမှုကြလိမ့်မယ် mobile legend ဝယ်ဆော့ကြတဲ့လူတိုင်း mobile legend account တွေဝယ်ဆော့ကြတဲ့လူတိုင်း mobile legend account များနဲ့တငယ်ချင်းဆိုရဲပြဿနာပေါ့ဒီနေ့မှာကျွန်တော်တငယ်ချင်းလို့မသုံးမနဲ့တငယ်ချင်းဆိုတာဘာဖြစ်လို့ဖြစ်နေရလဲဆိုတာဒီနေ့ဗီဒီယိုကဖြစ်ပြလေးတစ်ခုနဲ့ကျွန်တော်ဥမာပေးပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ ပြဿနာတွေဝင်လိုက်ကြဆိုအဲ့တော့ပြဿနာရဲ့အလုံးစုံကျွန်တော်တရားလေးရှင်းပြပေးမယ်အဲလွန်ခဲ့တဲ့ဒီ February လလောက်တုန်းကကျွန်တော်စီမှာဖုန်းတစ်ခေါက်ဝင်လာတယ်အဲ့တော့ဘယ်သူလဲလို့မေးလိုက်တော့ကျွန်တော်စီကအကောင့်လေးဝယ်ခြင်းလို့ပါတဲ့သူ့ရဲ့ budget ကတဲ့6000လောက်ပဲရှိပါတယ်တဲ့အဲ့တော့ဟုတ်ပြီကျွန်တော်စီမှာတော့ရှိမယ်ဗျဒါပေမဲ့6000ဝန်းကျင်အကောင့်နေတော့မရှိဘူး8000နဲ့အကောင့်နေတော့ရှိမယ်ဘရာသာလိုချင်တယ်ဆိုလို့ရှိရင်ကျန်တဲ့2000ကိုကျွန်တော် ဒီခဏစောင့်ပေးမယ်ပေါ့နော်ရက်စောင့်ပြီးတော့ကျွန်တော်လုပ်ပေးမယ်ကျွန်တော်စီကဝယ်ဘူးတဲ့လူတွေဆိုင်သိပါတယ်ကျွန်တော်စီမှာဇင်ရန်ချပြီးတော့ယူဆော့ကြတဲ့လူတွေအများကြီးပဲအဲ့လိုမျိုးနီးနေပဲသွားကြတာဘာကြောင့်ကျွန်တော်ကဒါမျိုးလုပ်ပေးလဲဆိုလို့ရှိရင်တော်တော်များများအဲ့လိုမျိုးဇင်ရန်ချပြီးတဲ့အကောင့်တွေကိုပေးမစော့ကြညာဘူးကျွန်တော်ပေးစော်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်စီမှာလာဟောတဲ့လူတွေကဒီ gain ဆော့တယ်ဆိုကြတဲ့ကကလေးတွေလည်းရှိမယ်များသောအားဖြင့်ကလေးတွေရှိတယ်ဗျာကလေးတွေကကိုယ်ပိုင်ဝင်ဝင်မရှိတဲ့အခါမှာအင်းကနေပတ်စံယူရတာပဲဖြစ်ဖြစ် မိဘကိုမိခွာရတာပဲဖြစ်ဖြစ်တခုခုလုတ်လုတ်ရကြတယ်အဲ့တော့ဂိမ်းကောင်တို့ဝယ်ချင်တဲ့ဂိမ်းကောင်က dream ကောင်တွေက3သိန်းနဲ့4သိန်းနဲ့ဖြစ်နေတတ်တယ်အဲ့ဒီမှာကိုယ့်လက်ထက်မှာ2သိန်းပဲရှိလို့ရှိရင်ဒီ dream ကောင်ကိုလက်လွတ်သွားရတာမျိုးတွေရှိတဲ့အတွက်ကြောင့်ကျွန်တော်ကအဲ့လိုပုံစံမျိုးနဲ့ဒီ2သိန်းလောက်ပေးထားတယ်3သိန်းတန်ကောင်ကိုယူဆော့လို့ရတယ်9000လောက်ပေးထားတယ်3သိန်းတန်ကောင်ကိုယူဆော့လို့ရတယ်ဆိုတဲ့အနေအထားမျိုးကိုလုတ်ပေးထားတာအဲ့တော့တလားတန်ဒီနှစ်လားတန်ဒီအထိကျွန်တော်စောင့်ပေးတယ်ပုံမှန်ဆိုလို့ရှိရင်တော့ကျွန်တော်တလားဝင်းညင်လောက်အထိတွားတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးအတွက်ကြောင့်ကျွန်တော်6000တန်အကောင့်ယူလိုက် အဲ့ကောင်ပို့ပြီးတော့လဲမိုက်တယ် high profile ဖြစ်တယ်ပြီးတော့ဒီ2000လောက်ကိုစောင့်ပေးမယ်ဆိုပြီးတော့ကျွန်တော်လုပ်ပေးတယ်အဲ့တော့ဟုတ်ပြီ तू อ่ะဘာမှမလုပ်တတ်ဘူးတဲ့ gain ကောင်တော့မှမဝင်တတ်ဘူးဗျာပြောရမယ်ဆိုလို့ရှင် gmail လဲဘာမှမသိဘူးမွန်တွန်းလဲဘာမှမသိဘူးတပ်ပါတီတွေဘာတွေဘာတစ်ခုမှနားမလဲဘူး तू လာတဲ့ကိစ္စကျွန်တော်ကိုယုံကြည်လို့လာတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်လည်းအဲ့လိုမျိုးအလွဲသုံးစားလှုပ်လိုက်လို့မရဘူးဗျအဲ့ဒီချိန်မှာကျွန်တော်ဝင်မဝင်နေသိလား तू อ่ะခက်တာ Telegram လဲမသုံးတတ်ဘူး Telegram အကောင့်လည်းမရှိဘူးဆိုတော့ပို့ပြီးတော့ကျွန်တော်အတွက်အကြက်ရိုက်စေတယ်အဲ့တော့ကျွန်တော်ဖုန်းနဲ့ပဲအဆက်အသွယ်လုပ်ရတယ်အဲ့တော့ဖုန်းကလည်းခတ်တာတစ်လုံးပဲရှိတယ်ပြီးတော့ wifi လည်းမရှိဘူး wifi ကလည်းတကယ်ကြီးရှိမှသွားပြီးတုံးရတယ်အဲ့တော့သူ့နေရာမှာဖုန်းကောင်းမယ်ဆိုလို့ရှိရင် data ဖွင့်လို့မရအောင်အဲ့တော့ဂိမ်းကောင်းတယ်ကိုဘယ်လိုဝင်မလဲကျွန်တော်တို့ကုတ်တွေပို့တဲ့အခါမှာအခက်အခဲဖြစ်နိုင်တယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်တော့တော်တော်လေးကိုရှုပ်တယ်ဗျဒါမှလည်းကျွန်တော်အော်ကိုယုံကြည်လို့လာရဲလို့ဆိုပြီးတော့ကျွန်တော်တေချာလေးလုပ်ပေးတယ်လုပ်ပေးတဲ့နေရာမှာ ကဲဒီနေရာမှာကျွန်တော်တို့ရဲ့အဓိကဇက်ကောင် villain ပေါ့ဗျာ villain ဇက်ကောင်တယောက်ဆောင်မင်းသားလေးတငယ်ချင်းဝင်ရောက်လာပြီပေါ့တငယ်ချင်းကဝင်ရောက်လာပြီးတော့သူကတိတယ်ဒီဟာတွေကိုဟုတ်ပြီကျွန်တော်လုံးပေးမယ်ဆိုပြီးတော့သူကဝင်ပြီးတော့ဟုတ်ပြီအဲ့ဆိုလဲကျွန်တော်ကလည်းဟုတ်ပြီတငယ်ချင်းယုံကြည်ရလားတငယ်ကျွန်တော်တိတယ်ဗျာအဲ့တငယ်ချင်းနေအကြောင်းအဲ့တော့ကျွန်တော်သူ့ကိုတေချာပြောတယ်ကိုရမှာပဲဖြစ်စေရှေ့နေမှာတော့မပြောဘူးဗျာကိုရမှာဘရိုတငယ်ချင်းကယုံရလားဟုတ်ပြီသူကလည်းယုံရတယ်တဲ့ဟုတ်ပြီအဲ့ဆိုလို့ရှိရင် okay come on let's do it လုတ်လိုက်ကြမယ်ပေါ့အဲ့တော့လုတ်လိုက်တော့ကျွန်တော်တို့ Gmail ကျွန်တော်ရဲ့ Gmail ကိုသူ့တငယ်ချင်းဝင်လိုက်တဲ့အခါမှာအဆင်ပြေသွားတယ်ကျွန်တော်ကမွန်တွန်းနဲ့ကိုအရင်ဝင်ခိုင်းတယ်မွန်တွန်းကနေကုတ်ပို့ပြီးတော့မွန်တွန်းဂိမ်းကောင်ရောက်သွားပြီအဲ့ဒါတော့ Gmail တွေကတယောက်နဲ့တယောက်လွှဲပြောင်းယူရင်ပြတ်တယ်တဗျာအဲ့ဒါကိုကျွန်တော်လည်းကောင်းကောင်းသိတဲ့အတွက်ကြောင့်သူ့ကိုမဆော့အောင်ဖြစ်မှဆိုလို့မွန်တွန်းကောင်နဲ့ကိုအရင်ဝင်ခိုင်းထားတယ်အဲ့တော့အဲ့လူကအဲ့ပဲလေးကမွန်တွန်းကောင်နဲ့ကိုရောက်သွားပြီပေါ့ရောက်သွားပြီတဲ့အချိန်မှာ Gmail Gmail ကိုသူ့ရဲ့အကောင့်ထဲကိုရထားပြီရထားတဲ့နေရာမှာကျွန်တော်ဒီလိုမျိုး ဂျီမေးတွေကိုကျွန်တော်စီက password တွေ RC ဖုန်းတွေထည့်ထားတယ်ပေါ့အဲ့ဒါတွေကိုဖြုတ်ခိုင်းတယ်ဘာကြောင့်ဖြုတ်ခိုင်းလဲဆိုတော့ Gmail တွေကကျွန်တော်တို့စီမှာထွက်လာတာဖြစ်တယ်ပြီးတော့အဲ့ဒီ RC email ဖုန်းတွေကကျွန်တော်တခြား Gmail မှာပြန်ပြီးသုံးလာတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်စီကဝယ်သမျှအကောင့်နဲ့ Gmail ကကျွန်တော်ထွက်လာမှာဖြစ်တယ်အဲ့တော့ဘာသာတို့ဘက်က Gmail တွေ RC ဖုန်းတွေ RC email တွေအကုန်လုံးဘရိုးရဲ့ကိုပိုင်း personal ဟာတွေနဲ့ပြောင်းထားပါဆိုတာကျွန်တော်အမြင်နဲ့ပြောတယ်စာရင်းနဲ့လည်းပြောတယ် remind လည်းထောက်ရှာလုပ်တယ်ဂျီမင်းနဲ့ပတ်သက်ပြီးတော့ serious ထားကြပါဘာကြောင့်လဲဆိုတော့လူတွေက RC ပါမပါဘဲဂယူဆိုင်ကြတာတော်တော်များများ RC ပါနေကြတာ RC ပါတယ်ဆိုတာကျွန်တော်စီမှာ RC ကလုံးဝမပါဘူးတော်တော်များများဖြစ်နေကြတယ်ပြဿနာအဲ့ဒီဂျီမင်းကနေခိုးကြတာဟွက်ကြတာတွေဖြစ်တယ်အဲ့ဒါဂျီမင်းကိုလူတွေကဂယူမဆိုင်ဘူးအဲ့ဒီဂျီမင်းကတကယ် main ပဲအဲ့တော့အဲ့ဒီဂျီမင်းကိုသူ့တငယ်ချင်းကဝင်ပြီးလုပ်ပေးတယ်အဲ့တော့သူ့တငယ်ချင်းကသူ့ရဲ့ဖုန်းနံပါတ်အဲ့ဒီနေရာမှာထည့်လိုက်တယ် ့ရဲ့ဖုန်းနံပါတ်ဆိုတော့ဝဲသူဘဲလေးရဲ့ဖုန်းနံပါတ်မဟုတ်ဘူးဟာဘာလဲဝဲသူဘဲလေးရဲ့ဖုန်းနံပါတ်မဟုတ်ဘူးသူ့ရဲ့ Gmail ကိုထည့်လိုက်တယ်ပေါ့အဲသူ့ရဲ့ဒီ RC ဖုန်းတွေဟွာနေနေမှာအဲ့ဒီတငယ်ချင်းရဲ့ personal ဟာတွေထည့်လိုက်ပြီးတော့ तू ကအဲရပြီသားကြီးอ่ะဘာညာပေါ့ဗျာအဲ့လိုမျိုးလှုပ်ထားလိုက်တယ်ဖြစ်ရှင်တော့ဒီကောင်ကသူ့ရဲ့ Gmail မှာ trust တပိုင်မဖြစ်သေးဘဲနဲ့ Gmail တွေဘာတွေကို password တွေဘာတွေချိန်မလို့လှုပ်တာအဲ့ဝဝဲပြီးချင်းနှစ်ရက်အတွင်းမှာပဲဒီကောင်လှုပ်တာ ဲ့တော့ချက်ချင်းဆိုလိုပဲဂျီမေးက suspicious ပြပြီးတော့ဂျီမေးကြီးကို disable ဖြတ်ချပလိုက်တယ်အဲ့တော့ဟိုကောင်အဲ့ဒီဝယ်တဲ့လူကကျွန်တော်လာပြီးပြောဘာဘရိုဂျီမေးမရတော့ဘူးဘာဖြစ်တာလဲညာဖြစ်တာလဲဘရိုဘာလုပ်တာလဲဆိုတော့ကျွန်တော်မဟုတ်ဘူးဂျီမေးက disable ဖြစ်သွားတာဘရိုကျွန်တော်စီမှာလည်းမရှိတော့ဘူးအဲ့ဂျီမေးကအဲ့တော့ကျွန်တော် အောက်ပြီးအဲ့ဆိုလို့ရှိရင်လည်းအဲ့ Gmail လေးပြန်ရအောင်ဆိုပြီးကျွန်တော်အပီးရပြန်လျှောက်ပေးလိုက်တယ်အဲ့ဒီမှာကျွန်တော်လုတ်ပေးတယ်ပုံမှန်ဆိုလို့ရှိရင် Gmail နဲ့ဖြစ်တဲ့ပြဿနာတွေကိုကျွန်တော်ဖြေရှင်းပေးကြမလို့တော့ဘူးကျွန်တော်ဘက်က RCDI ကတော့အာမခံနေဆိုတဲ့အာမခံချက်တခုရှိပြီးသားပြီးတော့သူ့ကိုလည်း2000အထိကျွန်တော်စောင့်ပေးပြီးတော့ယူထားပြီးသားကျွန်တော်ဘက်ကအကုန်လုတ်ပေးနိုင်တယ်မြတ်အကုန်ကုန်နေပြီပြီးတော့အဲ့ညမှာအဲ့ Gmail က disable ကျသွား disable ကျတယ်ဆိုတော့လည်းအဲ့ဒီတငယ်ချင်းရဲ့ဒီခိုးကြောင်ခိုးရလှုပ်ဆောင်မှုတွေကြောင့်ဒီ Gmail ကနေလှမ်းပိတ်လိုက်တဲ့သဘောမျိုးပဲ ဲ့တော့အဲ့လိုမျိုးကြတော့တော့ကျွန်တော်အပီရပြန်ရှောက်ပေးခဲ့တယ်ရှောက်ပေးပြီးတော့အဲ့ဂျီမေးရရပြီရပြီးတော့ကျွန်တော်အဲ့ဝယ်သူလက်ထက်ကိုပဲပြန်ထည့်ပေးတယ်ထပ်ထည့်တဲ့အခါမှာလည်းအဲ့ဒီတငယ်ချင်းကထပ်ပါလာတယ်ပါလာပြီးတော့အဲ့ဂျီမေးကိုပြန်ယူတယ်ပြီးတော့အဲ့ဒီ RC ဖုန်းတွေ RC အီးမေးလ်တွေကိုသူ့ရဲ့တငယ်ချင်းရဲ့ဒီဖုန်းနံပါတ်တွေပဲထည့်ထားတယ်ဟုတ်ပြီဒါပြည်လဲသွားပြီအဲ့တော့ February သူစော့မယ်ဖေဖော်ဝါရီလကုန်ဒီသူစော့တယ်မတ်မှာစပြီးတော့ပြဿနာတက်တော့တာပဲ ဘာကြောင့်လဲဆိုတော့ February လကသူက chain email address တွေဘာတွေကိုနှိပ်လိုက်တော့မွန်တွန်းကလော့ကျသွားတယ် security lock တလားဆောင်ရတဲ့အချိန်မှာသူတငယ်ချင်းကလည်းအဲ့လိုမျိုး gift ဖို့မဖြစ်နိုင်သေးဘူးအဲ့တော့ဒီကောင်က gmail လေးကိုပဲတော်တော်တိတ်တိတ်နဲ့ယူထားတဲ့သဘောမျိုးဒါပေမဲ့အဲ့ဘေးလေးကတော့မသိဘူးဂိမ်းဆော်နေရရင်ပြီးပြီဘာမှ gmail တွေကိုလည်းဂယူးမဆိုင်ဘူးငါစီမှာဒီဂိမ်းကောင်ကြီးမြင်နေရတယ်ဆိုရင်ပြီးပြီအဲ့တော့သူ့ရဲ့မြင်နေရတဲ့ gmail တွေက तू တလားအထိစော့ရမယ်ဆိုတော့ तू မသိဘဲနဲ့ကောင်းကောင်းကြီးကိုပျော်ပျော်မြူးမြူးစော့နေတယ်ဗောနော် ဒီသူ့ရဲ့အချိန်ကြီးတပြည့်ပြည့်နဲ့ကုံဆုံးလာမယ်မတ်15ရက်နေ့ရောက်ပြီဆိုတာနဲ့သူ့ရဲ့ဂျီမေးတဲ့ကနေတငယ်ချင်းလေးကဝင်ပြီးတော့ကစ်လိုက်မယ်ဂိမ်းကောင်းတဲ့ကနေအဲ့လိုဖြစ်မယ်ဆိုတော့ तू ကမသိဘဲနဲ့ပျော်ပျော်ကြီးစော့ပြီးတော့အခု15ရက်နေ့ပြေးကမှာကျွန်တော်လာပြီးတော့အဲ့လိုမျိုးဘရိုဟာတဲ့ကျွန်တော်တို့ဒီဂျီမေး password တွေဘာတွေကိုအကုန်ပြောင်းပြီးတော့အဲ့လိုမျိုးပဲလှုပ်ရှားနေရလားဆိုတော့ကျွန်တော်တော်တော်တင်းသွားတယ်ပုံမှန်ဆိုလို့ရှိရင်ကျွန်တော် အဲ့လိုဘလိန်းတာနေပတ်သက်ပြီးတော့ကျွန်တော်ဘာမှစီးရမထောက်ဘူးဘလို့ပါဆိုတော့ကြိုက်လို့လွတ်လပ်ပိုင်ပဲပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်ရဲ့အလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးအထီးကခံလို့မရဘူးအဲ့တော့ကျွန်တော်ဘယ်ကောင်ပြောချင်တာလဲပေါ့ဘယ်ကောင်ကကျွန်တော်အဲ့လိုမျိုးလာပြီးပြောချင်တာလဲအခြေချက်လက်ရေးရရရှိလားဆိုတော့ကျွန်တော်လိုက်ပြီးတော့စုံစမ်းကြည့်တဲ့အခါမှာကျွန်တော်ကြည့်ဖုန်းတစ်ခေါက်ဝင်လာတယ်ကျွန်တော်အဲ့တော့ဘီယာတောက်နေအဲ့နှိမ့်ကိမကတင်ပြီးတော့ကျွန်တော်ဘီယာသွားတောက်ညနေဘက်တောက်တောက်နေတဲ့အချိန်မှာသူဖုန်းဝင်လာတယ်အားရပါကိုရန်ရှိလားဘာလားညာလားဆိုတော့ကျွန်တော်အမှအလင်းဝင်လာတယ်ဟာဟုတ်ပြီဒီကောင်မဲနေဟုတ် ငါ့ကိုဖုံးဆက်တာဒီကောင်မဲတင်နေဆိုပြီးချက်ချင်းကျွန်တော်ဖုံးပြန်ခေါ်ပြီးတော့အဲ့နေရာတခါရရှင်းတာဟုတ်ပြီအဲ့လိုဆိုဂျီမင်းငါပြောင်းထားရယ်ဆိုလို့ရှိရင်ငါမင်းဂျီမင်းကိုဝင်မယ်ဝင်တဲ့ကောင်မှာဝင်တဲ့ကောင်မှာဂျီမင်းရဲ့ကြားနေရမဟုတ်ဘက်ဆိုကချိန်ထားတယ်21 hours အကိုတဲ့ဟုတ်ပြီမင်းဖုန်းက22နာရီလောက်ခရေရမင်းဂျီမင်းကချိန်သွားတာဘက်ဆိုကချိန်သွားတာအဲ့တော့ငါ forgot ဘက်ဆိုနဲ့ဝင်မယ်ဝင်တဲ့နေရာမှာ RC ဖုန်းအနေနဲ့ဝင်ရတယ် RC ဖုန်းက39နဲ့ဆုံးနေတယ်လို့မင်းဖုန်းနံပါတ်ကလို့ အဲ့ဒါဘလို့လဲအဲ့ဒါလဲ तू ကပြောတယ်တုံညာကိုနဲ့ဇုံးလာတယ်ဟိုဟာ तू ရွတ်ပြလိုက်သေးတယ်ဗျဟိုတုံညာကိုဘလောဘလောဘလောနောက်ဆုံးတုံညာကိုမှန်တယ်အဲ့တော့ကျွန်တော်ဟုတ်ပြီတရားသွားပြီမင်းငေါ့လာပြီရောအယူမလုံးနဲ့အဲ့ဒီတုံညာကိုနဲ့ဇုံးတဲ့ဖုန်းနံပါတ်မင်းသာတကယ်မသိဘူးဆိုလို့ရှိရင်အဲ့ဒီဖုန်းနံပါတ်တစ်ခုလုံးမင်းရွတ်ပြစရာအကြောင်းမရှိဘူးလို့ပြောရတယ်အဲ့မှန်း तू အာဟုတ်ပြီဗောဘလောဘာညာဘာညာဗောဗျာတည်မလားကျွန်တော်လုလုပ်ကြည့်လိုက်အောင်မယ်ဆိုဖုန်းချသွားတယ်အဲ့တော့ကျွန်တော်မရဘူးပြန်ခေါ်တယ်အဲအောင်မင်းရှင်းမယ်ဆိုရင်တခါလေးရှင်းငါမင်း ဟိုဂျီမေးပတ်စွာတွေဘာတွေမှချိန်းထားတာမဟုတ်ဘူးမင်း၃ညခုနဲ့ဆုံးတဲ့ဖုန်းနံပါတ်ကိုမင်းသိနေတယ်ဆိုကြတဲ့ကမင်းအသိတဲ့ကနေမင်းစီးပေါထားပဲနေမယ်အဲ့တော့မင်းအဲ့ဒီဖုန်းနံပါတ်ကိုဖုန်းဆက်ကြည့်အဲ့ဖုန်းဆက်ကြည့်တော့ဖုန်းကြီးဘာညာပြောတယ်တဲ့အ၃ညခုနဲ့ဆုံးတဲ့ဖုန်းနံပါတ်ကပုံမှန်ဆိုလို့ရှိရင်ဂျီမေးလုတ်တက်တဲ့လူတွေလည်းသိလိမ့်မယ်ဆုံးတဲ့နံပါတ်ကိုပဲသိတာရှေ့ကကဏ္ဍနေအကုန်လုံးကိုကျွန်တော်တို့ဖျောက်ထားတယ်အဲ့တော့ तू ကအဲ့အရာတွေကိုဖုန်းနံပါတ်တစ်ခုလုံးသိနေတဲ့အပေါ်မှာဒါတေချာသွားပြီအဲ့လိုလောက်တာ အဲ့တော့ကျွန်တော်အဲ့ဒီဘီယာတိုင်းမှာကျွန်တော်တခါတည်းရှင်းလိုက်တယ်ကျွန်တော် record လည်းယူလာတယ်အဲ့ရှင်းတဲ့ဟောက်ရှင်းလိုက်ပြီးရနောက်ပိုင်းမှာကျွန်တော်ကိုဒီလိုစာလေးပို့လာတော့တာပဲအဲ့ဒီစာဘာလဲဆိုတော့ကျွန်တော်ဒီမှာတခါတည်းရိုက်ပြလိုက်မယ်ဗျအဲ့ဒီစာကဘာလေးလဲဆိုတော့ဒီမှာပေါ့နော် channel dg အဲ့ဒီစာဘာလေးလဲဆိုတော့ကျွန်တော်တို့ရှင်းပြီးသွားတယ်နောက်ပိုင်းမှာဒါလေးပေါ့နော်သူ့အကောင့်ပါပဲ လူယုံတတ်တာခံလိုက်ရတယ် bro ရေတဲ့စာရေးတာလက်လွန်သွားတယ်တဲ့ sorry bro တဲ့အဲ့လိုပဲကျွန်တော်လာပြီးပို့လာတယ်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်တော့အဲ့လိုမျိုးတော့မလုပ်ကြနဲ့ဗောနကျွန်တော်ထင်တာမြင်တာကျွန်တော်သိတယ် gmail ကနေပြန်ပြီးစီးပေါက်တာပဲထင်တယ်အဲ့တော့အဲ့ဘယ်လိုလုပ်ကြမလဲကျွန်တော်တို့ဒီပြဿနာအခုမှဒါပေါ်ပေါ်တင်တင်ဖြစ်သွားတယ်ဆိုရင်မကျွန်တော်ရှေ့မှာကလေးကရင်ကုန်နှုတ်ပိတ်ခံနေရတယ်လို့ရအများကြီးရှိတယ်ဘယ်သူလို့လို့လုံးသွားမှမသိလက်တယ်မပေါ်အဲ့ဒီကတော့ကျွန်တော်မှတ်မှတ်ရရပြောနေပါသေးတယ် ဒီဘီယာဆိုင်မှာပြောနေရသူတငယ်ချင်းရတယ်ကျွန်တော်နဲ့ဘီယာလာတော့တယ်ဘဲဟာသူအရအကောင့်တကောင်ရောင်းလိုက်တာလေ2000တန်အကောင့်လေးပါပဲသူတငယ်ချင်းရောင်းလိုက်တာအဲ့တော့သူတငယ်ချင်းကိုရောင်းတဲ့အခါမှာသူတငယ်ချင်းဘာမှမသိပဲနဲ့တခြားတငယ်ချင်းခေါ်လာတယ်တခြားတငယ်ချင်းက Gmail တွေပါတွေလုတ်ပေးတယ်လုတ်ပေးပြီးရနောက်ပိုင်းမှာတနှစ်လောက်သူတို့ဆော့လိုက်ပြီးရနောက်ပိုင်းမှာအဲ့ဒီအကောင့်ကိုသူတငယ်ချင်းကပြန်ယူတော့တယ်အဲ့တော့ဒီလောကမှာကတငယ်ချင်းတွေရှုပ်လို့အများကြီး ရှုပ်ခံခဲ့ရတာတွေအများကြီးရှိတယ်ကျွန်တော်အကောင့်ရောင်းတဲ့အခါမှာလဲလော့တွေကြာနေတယ်ဘာကြောင့်လော့ကြာနေရလဲမေးလိုက်ပြီဆိုလို့ချင်းတငယ်ချင်းကိုပေးစော်ထားလို့လာပြန်ပြီဒါပဲတငယ်ချင်းကဝင်းလောက်သွားလို့တငယ်ချင်းကခိုးသွားလို့အဲ့တော့ brother တို့ရဲ့ပြဿနာတွေကရောအခုချင်းရဲ့ brother တို့ကရောဒီတငယ်ချင်းနေနဲ့ပတ်သက်ပြီးရောဘယ်လောက်ထိပြဿနာတွေတက်ခဲ့ဘူးလဲဆိုတော့ memories လေးတွေရှိလို့ချင်းပြန်ပြီး remind လုပ်တဲ့အနေနဲ့အောက်က comments ထဲမှာရေးခဲ့ကြပါအောင်တွေ့ကြုံလေးတွေဝင်မြလို့ရတာပေါ့အဲ့တော့နောက်လူတွေလည်း ဒီအတွေ့အကြုံလေးတွေတွေ့တဲ့အခါမှာဘယ်လိုမျိုးကာကွယ်ရမလဲဆိုတဲ့အချက်လက်တွေကိုတီးသွားလာမယ်အဲ့တော့ဂိမ်းကောင်တွေကိုရှော့ရတယ်ဆိုလို့ရှိရင်၈000 9000သိန်းကိုပိုင်ဝင်ငွေရှိတယ်ပဲဖြစ်ဖြစ်တမားပတ်စံပဲဖြစ်ဖြစ်ကို့အမေပတ်စံပဲဖြစ်ဖြစ်နှမျိုးကိုကောက်ပါတယ်အဲ့တော့မဟုတ်တဲ့အချက်လက်လေးတွေ information လေးတွေတခုလိသွားတာ ਨੇ ဒီဟာတွေကအကုန်ပလုံသွားတဲ့အနေအထားမှာတော့တခြားလေးထင်းထင်းသိမ်းသိမ်းဆောင်းဆောင်းရှောင်းရှောင်းနဲ့ကစားကြဖို့မြစ်တာရက်ခံပါတယ်အဲ့တော့ဂိမ်းကောင်ဝယ်ခြင်းနဲ့ညီကိုလေးကျွန်တော်ရဲ့ Telegram channel မှာလာပြီးတော့ဝယ်ယူလို့ရတယ်အဲ့တော့ Telegram channel ရဲ့ link ကို pin comment မှာ link ချပေးထားတယ်အဲ့တော့ youtube channel pin comment ကျွန်တော်ဒီ video pin comment မှာ telegram channel ရှိတယ်အဲ့ဒီ channel ထဲမှာတွားပြီးတော့အကောင့်လေးကြီးလို့ရတယ်ဆိုတော့ဘယ်အကောင့်လေးကြီးရှိအောင်မလဲဆိုလို့ရှင်ဒီမှာ change dan ni emun emuni franco legend ni အများကြီးပဲဗျကျွန်တော်ဒီမှာ account တွေက20 30လောက်ရှိတယ်ကျွန်တော်ကောက်ထားတာအဲ့တော့ bro လာပြီးကြည့်လို့ရတယ်မဝဲဘူးဆိုရင်တော့မှလာကြည့်ကြပါအဲ့တော့ချိန်ချင်းကြရင်ဝယ်ခြင်းလဲဆိုလို့ရှိရင်ကျွန်တော်စီက RC တရားခိုင်တော့အမခံတဲ့ account လေးကိုလာပြီးဝယ်ယူလို့ရပါတယ် အဲ့တော့အားလုံးပဲလူလင်အန်ဒီယမကင်းဝင်ကြပါစေတငယ်ချင်းအန်ဒီယမကင်းဝင်နိုင်ကြပါစေဘိုင်ဘိုင်ကျွန်တော်တို့ channel DG ကရန်ရန်ပဲဖြစ်ပါတယ်အားလုံးကြည့်တင်ပါတယ်